ဉာဏ်ကြိုက်တာအကျွတ်ကျွတ်တရစာဘူး15ပြီလောက်တော့သူ့အတူထွက်တယ်ပေါ့နော်ကျောင်းသားရှိတယ်ပေါ့အဲ့လိုသွားတယ်ဒါအရင်တော့ဆိုလို့ရှိရင်ဟိုဘက်မှာဆိုလို့ရှိရင်ဆက်ဆော့ပြီးဆက်ခွန်နေပြီရှိတယ်ဒီဘက်နေရာရောက်တော့ခဏတစ်ခုတော့ထိန်းလာတော့ဒီမောတက်မှုလို့တော့တို့ပြီးရကျွန်တော်မတန်ဆန်းဘူးကြီးအပုံလုံးကျွန်တော်မှဟာ perfect အလုံးပြီးဆိုပြည့်စုံသွားပြီအဲ့တော့ဖေးကြီးကလုံးဝမတက်ပါနဲ့ဆိုပြီးတားလို့ကျွန်တော်ရက်လိုက်ရတာပါငါပြောခဲ့တဲ့စကားတစ်ခုတော့ကျွန်တော်ပြောပြရတယ်ဘယ်မှာမလဲ ူသိရင်ဘယ်လိုရှိမှလဲဆိုတဲ့စကားတစ်ခုနဲ့ကျွန်တော်အဲသမောကိစ္စကိုအကုန်လုံးချက်တည်လဲရတာပါကျွန်တော်ကမင်းမုတ်လေးပဲဖို့ပါငါနားမှာနေပါလို့ပြောခဲ့တာအဲ့ဒါတစ်ခုပါပဲနေမိသူလို့ရှိရင်ညတနာကြီးခဲရထားပြီးအလုပ်လုပ်ခဲ့အာဒါလည်းပါတူလည်းပြောပြရတယ်ပေါ့နော်ခညာလုံးအဲ့ချစ်တန်းနဲ့ဖလီဘွားတွေကအလုပ်လုပ်လိုက်ကြရတာပါကျွန်တော်တို့ခိုင်ရွာထိတ်ခိုင်ရွာကမ်းမတိုင်းပေါ့နော် အဲ့မှာရှိပါတယ်ခိုင်ကျွာထောပဲဘိမ့်မို့ပါနှစ်သုံးတယ်ကြာရောင်းနေတဲ့ထောပဲဘိမ့်မို့ပါလမ်းကြုံနေလူတိုင်းအားပေးသွားလို့အကုန်လုံးပြောကြင်ပါတယ်ကျွန်တော်လားကျွန်တော်36နဲ့ပါခင်ဗျာ36နဲ့ဆိုတော့မြေပေါင်းမလောက်ကအချင်းနဲ့ကျွန်တော်ရှင်းနေသူကိုနှုတ်လိုက်လို့ရှင်ဖေဖေတို့လက်ထက်ကနေဆိုပြီးတော့လို့ရှင်လေကျွန်တော်တက်ရှိတို့2300တော့ကျွန်တော်သွားမှာပေါ့ဒီနောက်သားသမီးရရှိပါရယ်ခင်ဗျာဟုတ်ကဲ့သားသမီးရပါခင်ဗျာတယောက်ခဲပါ ာတာကြီးမင်္ဂလာပါမင်္ဂလာပါအကျွတ်ရမှာလားရတယ်ဦးစားဖို့ပြမယ်လေခဏလေးတော့စောက်မယ်နော်ခုစီရလူတွေအကောင်လုံးကအကျွတ်ဆိုလို့ရှိရင်အကျွတ်ဆိုလို့ရှိရင်ခိုးနှားပစ္စည်းပဲသွားခိုးနှားပစ္စည်းသွားအဲ့လိုမျိုးပြောပြောကြပြောလွှတ်ကြပေါ့အဲ့လိုမျိုးဟိုအခုကြီးမမြင်ရဘူးပေါ်တော့ငငယ်လေးညခင်တာငငယ်လေးညခင်တယ်နောက်ပြီးတော့ဟိုအရင်တုန်းကဆိုလို့ရှိရင်ပေါ်တော့ ဟိုညာပတ်တွေပါလေအဲထွက်လို့ရတဲ့အချိန်လေးတုန်းကဆိုလို့ရှိလို့ရှင်အတနာညာတနာ12နာရီဆိုတော့အဲငါတို့ဘယ်သွားချမလဲဖိုးရပြဘိမ့်ပုံဆိုင်သွားချမယ်ဖိုးရပြမုံဆိုင်သွားမယ်အိုက်ပတ်တွေသွားရင်တန်ငယ်တွေထောင်ကြပါဗောအာဘိမ့်မုံသွားစားသူဘိမ့်မုံဆိုင်မှာအိတ်ကြတာအကုန်လုံးကအာသူဘိမ့်မုံထွက်ဝဲဝဲနေတဲ့ခါကျတော့ဝိုင်းရဝိုင်းလောက်ပေါ့အဲ့လိုမျိုးနေခဲ့တာဟုတ်ဟာတော့ရမ်းချောတာခုမှလောကန်ရရိုက်ခတ်မှုတွေကြောင့်သူဒီလိုဖြစ်သွားတာ

အရင်တော့အများကြီးထည့်လို့မရအောင်လေသူကဒီစီကဲများအောင်လို့မရဘူးမုတ်လည်းများအောင်လို့မရအောင်သူ့မျက်နှာမြင်လေးပြေးသွားရင်ရပြီဒါပေမဲ့အဲ့အချိန်မှာမီးထင်းရတဲ့ဟာကနည်းနည်းတော့ဟိုဂရုအရင်ဆိုက်ရတယ်ပေါ့ကြားလိုက်ဂရုကိုချက်ထားဟုတ်ကဲ့ကြားပါတယ်ခင်ဗျာပြေးသွားရင်ပါလိမ့်ခင်ဗျာဒီမှာမြေပဲဘင်းစီရယ်ထောဘက်ကဲထောဘက်ကတော့နောက်မှာပေါ့နော်ကြက်တော့တော့မှထည့်ရတယ်ဒါဒီလိုအမီးထင်းရတဲ့အနေထားကအရင်အရေးကြီးတယ်ဒီလိုပုံစံမျိုးလေးရအောင် လုံးလုံးရတယ်ကတော့အချိန်စကြတော့အချိန်စကြတော့မင်းနေမဲ့ဆိုင်နေကောင်းကဲ့ကို तू က तू ကဗိမ်မဖောက်တဲ့နေမှာတော့ तू အိုးစားဖြစ်အဲ့ဒီအချုပ်ကို तू ပဲကောင်းကောင်းကြွ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 ဖောက်နိုင်နေပေါ့နော်ဒီဟာဒီအချုပ်ကအပြော့နဲ့မတူဘူး အပြုံအားဒီတိုင်းထည့်ပြီးဖုတ်လိုက်ရတယ်အကျုပ်ကကျတော့နည်းနည်းလေးရေကိုလည်းနည်းနည်းလေးထည့်ရတယ်မုန်းနစ်ကိုလည်းပြီးရင်အိုးကိုလည်းလှည့်ရတယ်မီးကိုလည်းအရင်တုံးလို့မရဘူးပေါ့နော်သူကဟိုပေါ်ရွတ်ကြငယ်တိုင်းလိုဖြစ်နေရောလေအကျုပ်ကမရမချင်းအကျုပ်ပဲကြိုက်တော့အကျုပ်ပဲစားတာများတယ်အရင်ကြည့်ကြတာအရင်ကြည့်ကြတာပိုင်ဆိုင်မှုတော့အများကြီးမဟုတ်ဘူးအားကြီးလည်းနောက်ဆုံးလေးချက်ကြီးစီးရတယ်မဖြစ်နိုင်လေဘူးလေတယောက်တည်းမှမဟုတ်တာဒီမှာကိုလေးကြည့်ချင်းနဲ့အကျိုးဆိုတာဒါ ောင်းအောင်ဖောက်ရတယ်အရန်ခက်ခဲတယ်မနေ့မီးထင်းရတယ်မတူကြိုက်ရှင်တဲ့အရာတွေဖုတ်ပေးရတယ်ဝတ်သူကြိုက်ပေါ့ကွယ်ဘုံပြည့်ရတဲ့ခါကျတော့ဟိုဘောဘောဆန်ဆိုင်မှုမှပြီးဘယ်နှပြီးဘယ်နှပြီးဆိုတဲ့ခါမျိုးကောက်ကိုချိန်ထားတယ်ချိန်ထားတယ်အချိန်ယူရတယ်ဒီတိုင်းကြိတ်ပြီးလုံးလို့မရဘူးတော့ဒီတိုင်းကြိတ်ပြီးလုံးလို့မရဘူး သူ့ကိုချိန်ပြီးတော့မှစိန်ပြီးတော့မှသူ့မုတ်ပွားတဲ့အချိန်ကိုပြန်ဆောင်ရတယ်။အဲဆောင်ပြီးတော့မှမုတ်ပွားလာမှဟုတ်ရတယ်။အဲ့လိုမျိုးနေရှိတယ်။အခုဆိုလို့ရှိရင်ဒီညာမိုင်းဆိုလို့ရှိရင်ကျွန်တော်ရဲ့ဟိုတငယ်ချင်းတွေပေါ့အကုန်လုံးကညနေ9:00နာရီခွဲ6:00နာရီလောက်ဆိုဆန်းဆင်ရပြီ။အဆင်ရတဲ့ကတော့သူတို့9:00နာရီလောက်ကြည့်ရပြီ။မနေ့ကျလို့ရှိရင်မုတ်ပွားတဲ့အချိန်ကိုဆောင်ပြီးတော့မုတ်ပွားတာနဲ့အလုပ်ပြန်လုပ်လို့ရပါပြီ။အဲ့လိုပဲလေပတ်နေရတာပဲ။ တဏီလီကတော့ဘာမှမဟုတ်ရိုးရှင်းပါတယ်ခညက်ကဲစားရယ်စောတာရယ်ဒါပဲကျန်တာဘာမှမပါဘူးရိုးရှင်းနေမယ်ခညက်ရင်မြန်မာသုံးရမယ်စောတာထည့်မယ်စားထည့်မယ်ဒါပဲခေါပတ်ခေါပတ်ကတော့ဒီစီတဲ့ထည့်ရတာလေခေါပတ်ကဒီတော့ထည့်လို့မရဘူးခေါပတ်ကဒီအခုတုံးဆောင်နဲ့ကျွန်တော်တို့ဒီထောပတ်စီတဲ့ဟိုခေါပတ်ထည့်ရတာဟိုတည့်ရ15ပြီလောက်သွားတယ်အဲ့ဒီဒီဒီ နေတူတူပေါ့တရက်စာဘူး15ပြီလောက်တော့သူ့အတူထွက်တယ်ပေါ့နော်ကျောင်းသားရှိတယ်ပေါ့အဲ့တော့သွားတယ်ဒါအရင်တော့ဆိုလို့ရှိရင်ဟိုဘက်မှာဆိုလို့ရှိရင်ဆက်ဆော့ပြီးဆက်ခွန်တယ်ရှိတယ်ဒီမဲ့နေရာရောက်တော့ခဏတစ်ခုတော့ထိန်းလာတယ်ပေါ့အဲ့ပေါ့ပေါ့မုတ်ကျလို့ဝေးလိုက်ပါဦးဘလို့ထုတ်မှလည်းတခါနဲ့မေးဒါပေါင်းထောက်လိုက်အဲ့ဒါကြတော့အကျွတ်ပေါ့နော်ရရင်ဒါကြတော့အကျွတ်ရပြီဟုတ်အကျွတ်လည်းစားရတယ်အပြုတ်လည်းစားရပါတယ်ဘာဝကြတော့ ရောင်းရတော့နှစ်ခုလုံးပဲဒီကအကျိုးဖုံးနိုင်ဖုံးနိုင်တော့ရောင်းရတယ်ကျကြတော့မုန်းချိန်စားဘလောက်ခဲ့ရတယ်ပြောကြတော့ဟာကြတော့ပြောကြတော့ဘယ်လိုခဲ့အဲ့ဒါကျတော့အဲ့လိုပြီးလို့မရဘူးပြီးလို့မရတော့ဘူးအခုကောတော့ဖုတ်ခတ်ခတ်နေနေလေဘတ်ထည့်လိုက်အကျိုးဆိုလို့အကျိုးအပြော့ဆိုရင်အပြော့အဲ့လိုပဲသွားနေရတဲ့အနေအထားမျိုးကြတော့အဲ့လိုမျိုးသူ့ကိုသွားချိန်ပြီးလို့ကိုယ့်ရဲ့အချိန်ထားပါကိုကြလက်ဘက်ဘယ်မူတည်တာဒီကလက်ဘောပဲဟာတယ်မိဟူသူကအချိန်ချတာဟာတယ်အတူခဏဆောင်းရတယ်ချက်ချင်းဒီလိုဆောင်းတာပေါ်ပေါ်ပြောသလိုလေ အပြော့ကိုဒီတိုင်းထားပြီးတော့ကျွန်တော်တို့အုပ်ထားလို့မရအောင်ခဏခဏကြည့်ပေးရတယ်ဒါဆိုလို့ရှိရင်အခုလက်ရှိမှာကျွန်တော်မီးဘူးနည်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 းနေလို့အရင်တော့ဆိုလို့ရှိရင်မီးဘူးကညီလေးကဟိုလေးဘူးငါဘူးအဲ့လိုဖုတ်တာအညာတိုင်းရောအဲ့ဒါကြောင့်သူ့ကိုခဏစောင့်နေရတယ်အဓိကကသူကသူကြည့်ကြတဲ့အတိုင်းပဲပြင်တူးပြီကျွန်တော်တက်ဖို့လို့တော့သူကကျွန်တော်မတက်ခံဘူးအကုန်လုံးကျွန်တော်မှာဟိုပါ perfect အလုံးပြီးဆိုပြည့်စုံအောင်ဟိ အဲ့တော့အဖေကလုံးဝမတက်ပါနဲ့ဆိုပြီးတားလို့ကျွန်တော်ရဲလိုက်ရတာပါဟုတ်ပါဟုတ်ကဲ့ပါကျောင်းကျတော့ပါမယ်ကျောင်းကျတော့ဆယ်တန်းနဲ့ပဲပြီးတာကျန်တာလည်းစက်မတက်တော့ဘူးဟုတ်ပါဟုတ်ကဲ့ပါဆယ်တန်းနဲ့ပြီးသွားဆိုတော့ဒါဒီလောက်ငါ့ကိုလုပ်မယ်ဆိုပြီးဘေးကဘေးကထားလိုက်တာလေကျောင်းပြီးသွားတော့ကျွန်တော်တင်မတက်ဖို့လုပ်တယ်အိမ်အောင်ကြရတယ်ဘေးကလုံးဝကျွန်တော်မတက်ဖိုင်းမလက်ဖိုင်းတော့ဒီလိုငယ်မဲ့လုပ်ပါဆိုပြီးတော့ငါပြောခဲ့တဲ့စကားတစ်ခုတော့ကျွန်တော်ပြောပြလိုက်တယ် သူသိရင်ဘယ်လိုရှိမှလဲဆိုတဲ့စကားတစ်ခုနဲ့ကျွန်တော်အဲသမောကိစ္စကိုအကုန်လုံးရည်တည်လဲရတာပါကျွန်တော်ဝင်းမင်းမုတ်လေးပဲဖို့ပါငါနားမှာနေပါလို့ပြောခဲ့တာအဲ့ဒါတခုပါပဲဟောတမ်းမလောက်တဲ့ ठी ပေါ့ကိုကြီးရယ်ဟုတ်တယ်မလားအင်းသူ့လိုမထားဘူးလေကိုကရှာနေတာသူ့လက်ရှာနေတော့တော်တော်သူ့လိုမထားနိုင်ဘူးမလုံခံဘူးဘာမလို့ပင်မန်းလို့ လောရတဲ့တတန်းနဲ့သူ့လိုမထားဘူးသူ့တော့ကောင်းသောဖြစ်အောင်ထားဖို့တည်းစဉ်းစားရပါတယ်ဘယ်လိုမျိုးနဲ့ယူဆထားလဲဆိုတော့သူ့ရဲ့ပညာရေးပုံပဲမူတည်တယ်ပေါ့နော်သူ့ပညာရေးကောင်းရင်ကောင်းတယ်လို့သွားရမှာပဲလေမကောင်းဆိုတော့မကောင်းသလိုချရမှာပဲဒါပဲနေမိသူလို့ရှိရင်ညတနာကြီးခဲရထားပြီးဘယ်လိုလုပ်လဲအာဒါလည်း ါတို့လည်းပြောကူညီရတယ်ပေါ့နော်ခညာလုံးအဲ့ချစ်တန်းနဲ့ကလေးဘွားတွေကအလုံးလုံးလိုက်ကြရတာပါပြန်ပြီးတော့လူရှောင်းမှုကိုလုပ်လိုက်တာပေါ့တကယ်လို့ချင်းတို့မက်ပေါ်ကြီးတို့ဘာလို့လဲဆိုလို့ချင်းအတညာတော့အဲ့လိုနေရတယ်အခုတိတ်ဆတ်တစ်ခုမှခင်းနေကြောင်းကြောင်းလာတော့အချိန်မှပြန်ပြီးကြောင်းလာရတယ်နိုင်ငံရဲ့ခင်းနေကြောင်းတော့အစောဒီကမ္ဘာကဘယ်လိုမှမပြေတော့ဘူးလေအဲအဲ့ဒါကြောင့်ပါလာပါတယ် အဲမော်ဘီကတော့လာကြတယ်သူတို့ဟိုလမ်းကြုံပေါ့ကြုံလမ်းကြုံတဲ့ပုံစံမျိုးပေါ့တင်ငန်းကျွန်းတာမွေရှိတဲ့မြို့ပေါင်းစုံကအကုန်လာကြတယ်တူနာဆိုလည်းအများကြီးပဲလာတယ်ပြစ်သက်တွေလည်းအများကြီးရှိတယ်လာကြပါတယ်သူတို့လာစားကြတယ်ဒါပေမဲ့သူတို့လာတဲ့အချိန်မှာကိုမုံပေပေးနိုင်တဲ့အချိန်ကတွားပြီးတိုက်ဆိုင်နေတာလေးလည်းရှိတယ်အဲ့လိုလေးတွေပေါ့အကျိုးပြလို့လာမှုကတော့ကျွန်တော်မှလောလောဆယ်ဘာမှမရှိသေးဘူးလုံနေကင်နေစားနေတော့နေတော့မယ်ဒါပေမဲ့သူတို့မှုကတော့ဘာပရဖက်စီပေါ့နော် ပြောလို့မရအောင်သမီးလေးတွေပဲရှိတာမိလေးတို့တော့အများကြီးရှူတာလေသူ့ဘက်တော့သူ့အအကုန်ရှူတာပြီလားအဲ့ဒါတော့ရှိပါတယ်ခင်ဗျာဒါတော့အခုဘာဖြစ်လဲဆိုတော့ဒီတက်နေတဲ့စီးပွားရေးပုံစံလုံးတွေအကုန်လုံးနဲ့အခုလက်ရှိမှာလုံသမားတွေနဲ့ပေးရကန်းရတာနဲ့ဒီလေပတ်မှုတစ်ခုကဒီလိုပဲလေပတ်နေတာပဲအဲ့လိုတော့ရှိတယ် တုံးဆွမ်းမှုဘာမှမရှိတော့ဘာမှမရှိဘူးလေဒါပဲပေါ့အိုးရဲ့ကျွန်တော်ဘာလုပ်ခဲ့ရပါလိမ့်ဘာမှမရှိကျွန်တော်တို့ခံရွာထိတ်ခံရွာကမ်းမတိုင်းပေါ့နော်အဲ့မှာရှိပါတယ်ခံရွာထောပတ်ဘိမုတ်ပါနှစ်30ကြာရောင်းနေတဲ့ထောပတ်ဘိမုတ်ပါလမ်းကြုံနေလူတိုင်းအားပေးပါလို့အကုန်လုံးကိုပြောချင်ပါတယ်